မင်္ဂလာပါရှင်ခရစ်တတလီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့အမှတ်25ရဲတပ်ရင်းတိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းမကွေမြို့နယ်စစ်နမိုင်ကန်ကွာရှိစစ်ကောင်စီရဲ့အမှတ်25လုံးချုံရင်းရဲတပ်ရင်းတိုက်ခိုက်ခံရကြောင်းဒေသခံစီရင်သတင်းအရမြတွေကပြောပါရယ်။မနီကအီဗီလာ73ရဲ့ညနေ6နာရီကတိုက်ခိုက်ခံရပြီးတိုက်ပွဲမှာ2နာရီထက်မနည်းကြာမြင့်ခဲ့တယ်လို့ဆိုပါရယ်။ ကန်တာကြီးရွာနာမှာမနေ့ကဖြစ်တာတော့ short time တုံးတွေနဲ့အပြစ်ခံရတာလို့မကွေးမြို့ကန်တအုပ်ကသတင်းဌာနကိုပြောပါရယ်အမှတ်25ရဲတရင်ကမကွေးရှင်းန်းကျောင်းသွားတဲ့လမ်းပိုင်းမှာတည်ရှိတဲ့မျက်နှာချင်းဆိုင်မှာမကွေးမြို့ပဟိုအကျဉ်းထောင်ကဒေါင်းနီအကျဉ်းထောင်ရှိတယ်စစ်ကောင်စီဘက်ကတော့ဒေါင်းနီအကျဉ်းထောင်ကိုလာဖောက်တယ်ဆိုပြီးသတင်းဖြန့်နာရှိတဲ့တရားတလောက်ကရဲတရင်တွေကို short time တုံးတွေကြားတဲ့ထိခိုက်တာတွေတော့စုံစမ်းနေဆုံးပဲလို့မကွေးတိုင်းစစ်ဘက်သတင်းအရင်းမြစ်တွေကပြောပါရယ်အဆိုပါအကျဉ်းထောင်မှာဒီချုပ်အစိုးရရဲ့မကွေးတိုင်းဝန် ်ကြီးချုပ်နဲ့နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်2000နီးပါးကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားကြောင်း၎င်းကဆိုပါတယ်။မနေ့ကရဲတပ်ရင်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမကွေတိုင်းတော်လိုင်းအင်အားစုတွေထံကိုတရင်ဌာနကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ကာကွယ်ပစ္စည်းစက်ရုံကဘာစာအများစုရှိရာမကွေတိုင်းမှာတော်လိုင်းအင်အားစုတွေကအရခတ်တက်တော်အင်းနဲ့ပူးပေါင်းပြီးစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံခြင်းနဲ့စကန်အချို့ကိုတင်ပိုင်လျက်ရှိတယ်လို့သိရပါတယ်။ ဆလဘီပမော်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်းအများစုတင်ထားပြီးလက်ကျန်းစာကက27ဌာနချုပ်တင်နိုင်ရေးကြိုးပမ်းနေရလို့ KIA ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KIA နဲ့မြေကိုစစ်ကောင်စီကတပ်ပတ်အတွင်လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုအကြိမ်900နီးပါးပြုလုပ်တယ်လို့သိရပါရယ်။ကချင်ပြည်နယ်ပမော်မြို့တိုင်းစစ်စင်ရေးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း KIA ကို KIA သတင်းပြန်ကြားရေးဌာနက AP 73ရဲ့ညပိုင်းမှာသတင်းဖော်ပြပါရယ်။ပမော်မြို့တိုင်းပိုင်နိုင်ရေး2024ဒီဇင် မာလီရက်မှာမြို့သိမ်းစစ်စင်ရေးစတင်ခဲ့ရာတိုက်ပွဲလေးလာကျော်ကြာမြင့်ပြီဖြစ်ပြီးစစ်ကောင်စီကလေကြောင်းပြင်တန်းကုကံတိုက်ခိုက်လျက်ရှိပါတယ်။ KIA ပူပေါင်းတပ်ကပုံမော်မြို့နယ်ရှိစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီးကြံနေတဲ့စခက27ဌာနချုပ်ပါဝင်ပုံမော်မြို့ကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ဆက်လက်ကြိုးပမ်းနေစေဖြစ်ကြောင်း KIA ကလက်ရှိစီရေးချင်းတွေကိုမနေ့တုန်းကအတည်ပြုပါတယ်။ KIA ကပုံမော်မြို့စခက27အနီးရှိတိုင်ရင်ဌာနချုပ်ချုပ်နဲ့တင့်ကတိုင်ရင်တန်ချက်ကတိုင်ရင်တခြားကာကင်စခန်းများလီရင်ကွင်းနေရ ာတွေကိုတင်ပိုက်ထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲနေရာများပြင် KIA နဲ့မြေမောင်းဝိုင်းတွဲလီရင်နဲ့134ကျင်း၊ Jet Fighter နဲ့ဆက်တဲ့ကျင်း၊ Drone နဲ့69ကျင်း၊လက်နက်ကြီး284ကျင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါရယ်။ဒါကြောင့်ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီက KIA နဲ့မြေကိုပုံကျဲတိုက်ခိုက်မှုအကြိမ်ပေါင်း486ကျင်းတိုက်ခိုက်ခဲ့တာကိုတွေ့ရပါရယ်။ စစ်ကောင်စီကရှာရင်အပြစ်ရမယ်လို့ကြေညာထားတော့လေလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေဆက်ရှိနေကြောင်းကချင်တရင်အရင်မြစ်တချို့ကရခိုင်ကလေးကဖော်ပြထားပါတယ်အထူးသဖြင့်ပမောမျိုးကိုနေစဉ်နှီးပါလေကြောင်းတိုက်ခိုက်နေတယ်လို့တရင်အရင်မြစ်တွေကပြောပါတယ်ကချင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုဖြစ်စဉ်အချို့ကိုလည်း KIA တရင်ပြန်ကြားရေးကဖော်ပြထားပါတယ်မနေ့က April 17ရက်နေ့က KIA တပ်မဟာနဲ့တရင်20နဲ့မြေရှိလဝါကျေးရွာနီခွန်ဆိုင်ရန်ကျေးရွာဝန်းကျင်ကိုစစ်ကောင်စီတပ်နဲ့မင်းစီ င်အံပြည်သူစင်ပွဲများစစ်ကြောင်းထိုးလာပြီးကရရင်နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့အသိပေးပါတယ်။ဒီမနက်ပဲစစ်ပွဲဖြစ်တယ်လို့ကြားတယ်။ထီတွေ့တာပေါ့စစ်အနေငယ်ဖြစ်တာအဲဒီလီဒိုလန်ရှတ်ဒူးစုရွာပင်နဘီမှာထီတွေ့တိုက်ပွဲဖြစ်တယ်လို့ကြားတယ်လို့ကချင်စည်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။အခြားသတင်းအရင်းမြစ်တောင်ကလည်းမနေ့က9နိုင်လောက်ကနေစခရီနဲ့ပြည်သူစစ်တွေပူးပေါင်းအင်အား300 400လောက်ရှိမယ်။လဝါနဲ့ဒွန်ဘတ်ဘတ်ကို ထိုးစစ်ဆင်လာတာသူတို့အင်အားအလုံးရင်းနဲ့ပေါ်ခွန်ဆိုင်ရန်ဘက်မှကတိုက်ပွဲဖြစ်တာမနေ့ကတနင်္ဂနွေကပဲတနိုင်းသွားတဲ့လမ်းပေါ်လို့ပြောပါရယ်ဒါအပြင် AP 7ရက်က KIA တရင်26နေမြေအတွင်းမှာလဲရန်နီ SNE တပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်စစ်ကြောင်းထိုးလာလို့ KIA နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုရကြောင်းသိရပါရယ် ဆက်လက်ပြီးကဏီကိုစစ်ကောင်စီလေကြောင်းမှအပြင်းထန်တိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကဏီမြို့နယ်ကိုစစ်ကောင်စီကအီဘီလာ14ရဲ့တကြံကြာနေမနက်9နာရီကစပြီး Jet Fighter ဝိုင်းတွဲအပြင်စက်တက်လီဒီနေနဲ့ပုံကျဲတိုက်ခိုက်နေပြီးအရက်သားထိခိုက်ဒေဆုံမှုတွေရှိကြောင်းသိရပါရယ်။ကဏီမြို့နယ်မုံထောနဲ့နှက်ကြီးကြီးရွာကိုပြန်မှတ်ထားပြီးစက်တိုက်ပုံကျဲနေတယ်လို့ဒေသခံတအုပ်ကပြောပါရယ်။တောက်လျှောက်ကြီးပြနေတာပါလက်ရှိတရားတလောက်တအုပ်တည်နေကျွန်တော်ဒူမာလီပါအခုလဲပါရာမိုတာထပ်တက်လာပြီလို့ဒေသခံတအုပ်ကဒီကနေ့မနက်9 နိုင်မှပြောပါရယ်ဒီကနေ့မနက်လေးကြောင်မှတိုက်ခိုက်မှုကြောင့်အမျိုးသမီးတအုပ်ဒေဆုံးကြောင်းအတည်ပြုထားနိုင်ပြီးတခြားထိခိုက်မှုအခြေအနေကိုမေးမြန်းနေစေဖြစ်ပါရယ်စစ်ကောင်စီကရှာရင်ဖြစ်ရမယ်လို့ကြေညာထားတော်လဲတကြံကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေအရှင်မြင်ပြုလုပ်နေပါရယ်မနေ့ကတကြံအကျိုးနေ့ကစကိုင်းတိုင်းတွင်ကောလင်းနဲ့ဝန်းတို့ချင်းပြည်နယ်မင်းတပ်မျိုးရခိုင်ပြည်နယ်ကြောက်တော်မျိုးတို့ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပါသည်တယ်အဆိုပါတိုက်ခိုက်မှုတွေကြောင်းအရက်သားထိခိုက်ဒေဆုံးမှုတွေနေအိမ်နဲ့ပါတိုင်းအဆောင်များပျက်စီးခဲ့တယ်လို့သိရပါရယ် နောက်ထပ်တပုတ်အနေနဲ့အာဆီယံကောင်ဆောင်တွေမြန်မာစစ်ကောင်ဆောင်ကိုထိုင်းနိုင်ငံမှာတွေ့မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံကောင်ဆောင်တွေကအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့ဒီသတင်းပတ်အတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံကြမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဟင်ဘရာဟင်ကပြောဆိုလိုက်ပါတယ်။ ပြည်နှင့်ပဋိပက္ခတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးကြဖို့အာဆီယံကောင်ဆောင်တွေနဲ့မြန်မာအာဏာသိမ်းစစ်ကောင်ဆောင်တို့ထိုင်းနိုင်ငံမှာရှာရှာပါပါတွေ့ဆုံကြမှာဖြစ်ပါတယ်။ပထမဆုံးချိန်ဖြင့်အာဆီယံနိုင်ငံတွေကကောင်ဆောင်တွေကမြန်မာရဲ့ပို့ချုပ်မှုကြီးနဲ့အစည်းအဝေးတစ်ရက်ပြုလုပ်ကျင်းပမှာလို့အာဆီယံရဲ့အလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ဆက်လက်ပြီး၎င်းကဒီတွေ့ဆုံမှုမှာဖြားအပြင်းငလင်ပေးကိုခန်းစားခဲ့ရပြီးတဲ့နောက်လူသားချင်းစာနာမှုအကူအညီပေးရေးအကြောင်းပြချက်တွေကိုအခြေခံထားတယ်လို့မလေးရှားဝန်ကြီးချုပ်က ာဆိုပါတယ်မလေးရှားဝန်ကြီးချုပ်ကဗန်နိုင်းဝန်ကြီးအဖြစ်လည်းတာဝန်ယူထားတဲ့အန်ဝါဟာဒီနေ့ကျင်းပတဲ့ဗန်နိုင်းဝန်ကြီးဌာနလာဆင်စုံကြီးအစည်းအဝေးမှာမိန့်ခွန်းပြောကြားစဉ်မြန်မာစစ်ကောင်ဆောင်နဲ့တွေ့ဆုံမဲ့အကြောင်းထည့်သွင်းအသိပေးခဲ့တာပေါ့မြန်မာနိုင်ငံမှာ2021ဖေဖော်ဝါရီစစ်အာဏာသိမ်းပြီးအာဆီယံကောင်ဆောင်တွေကအေပြီလထဲမှာစစ်ကောင်ဆောင်မင်းရောင်လိုင်းကိုအာဆီယံရှုံးချုပ်ရှိတဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာကိုဖိတ်ခေါ်ပြီးတူညီဆန္ဒ၅ရက်ချမှတ်ခဲ့ပါတယ်အာဆီယံရဲ့မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဉ်တူညီဆန္ဒ၅ရက်ကို စစ်ကောင်ဆောင်ကိုယ်တိုင်ပါဝင်သဘောတူခဲ့ပြီးမြိုင်နာဆောင်ရွက်ခြင်းမရှိတာကြောင့်2021ကစလို့အာဆီယံထိပ်သီးအစည်းအဝေးတွေမှာမင်းအောင်လှိုင်ကိုတက်ရောက်ခွင့်ပေးပင်ခဲ့ပါတယ်။ ဒါကြောင့်စစ်အာဏာသိမ်းမှု၄နှစ်ကျော်အတွင်းအာဆီယံခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ငလင်ပြီးအကြံပြုရှာရှာပါပါတွေးဆမှုဖြစ်လာမှာပါ။အာဏာသိမ်းစစ်ခေါင်းဆောင်က AP 3ရက်၄ရက်မှာဘန်ကောက်မြို့မှာကျင်းပတဲ့ဒေတာရင်းဘင်းစတန်ညီလာခံကိုတက်ရောက်ခဲ့ပြီးထိုင်းဝင်ကြီးချုပ်အိန္ဒိယဝင်ကြီးချုပ်အပါအဝင်ဒေတာရင်းနိုင်ငံချုပ်ကခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့ရည်လူတီးရာကြောင့်သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။